မန်းချင်းနဲ့နန်းထက်မကိုက်လို့ကလေးကိုမယောင်စားဖို့ဆုပြလိုက်တဲ့ဖီးယားဆိုမိပါများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကလည်းပြန်လဲကြိုဆိုလိုက်ပါရစေမကြခင်အောင်တိတ်နေစနေကလေးရောင်တဲ့သွားတဲ့တရင်ကိုအားလုံးကြမိကြမှာပါနော်မိမတွေဟာသူတို့ရဲ့လိုရဲ့ချက်ကိုပြေဖို့ကလေးကိုတိတ်နေစနေရောင်ချခဲ့တယ်လို့ပရိဒါကျိုးဆောင်ပုတူကလည်းကလေးကိုတနာလို့ဝေယူမွေးစားခဲ့တာလည်းဖြစ်ပါရစေပုတူကတော့ကလေးကိုမွေးစားလိုက်ပေမဲ့မိမတွေကအကျဉ်းတရားမရှိဘူးအုံနာမရှိဘူးကလေးတွေကိုမချစ်တာသူမြင်နေဆိုပြီးတော့လူအများကိုအသိပေးခဲ့ပူပါရစေ မိဘတွေကတာဝန်မကျေတဲ့မိဘတွေဘလို့တောင်မှပြောရမှန်းမသိဘူးဆိုပြီးတော့မိတ္တာနေပါတဲ့မိဘတွေရဲ့စိတ်ကိုမမ်းမရတဲ့အထီကိုမှဖြစ်ခဲ့တာပါပုတူကတော့မိဘတွေကိုကြည့်မရပေမဲ့ကလေးတွေကိုတနာတဲ့စိတ်နဲ့ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်ပုတူကကလေးဖေးတောင်းဆိုတဲ့အတိုင်းစံကဲပြန်ရွေးခဲ့တယ်လို့သူတို့နေစရာအတွက်ငွေကူညီပေးရတဲ့ကလေးကိုလည်းသိန်း20နဲ့ဝယ်ယူမွေးစားလိုက်ပြီးဆိုပြီးပရိသတ်တွေကိုတည်ပေးခဲ့တာလည်းဖြစ်ပါတယ်ပဒူကတော့ကလေးကိုစိတ်ကူပေးဖို့သိန်း20နဲ့ဝေးစားလိုက်တယ်လို့နောက်ပိုင်းမှာကောင်းမွန်တဲ့မိသားစုဝေးစားမိပါလက်ထဲထည့်ပေးဖို့အတွက်ရည်ရဲခဲ့ပါပါ ကလေးရဲ့မိဘတွေကဟန်ဆောင်ပြီးတော့သမီးတွေကိုမခွင့်နိုင်ဘူးဆိုပြီးတော့တတတင်ပြောနေပေမဲ့တကယ်လက်တွေမှာတော့ကလေးကိုပေးလိုက်ရချိန်မှာအဖေဖြစ်သူကလည်းပြုံးပျော်နေသလိုအမေဖြစ်သူကလည်းမျက်တောင်တစ်ချက်မခက်ခဲ့ပါဘူးဒီလိုမျိုးမိဘနှစ်ပါးရဲ့လောရက်ကိုကြည့်ပြီးတော့လူအများအားကြောင့်မှပြောစရာစကားမဲခဲ့တဲ့အထိပါပဲလူအများကတော့ကလေးကိုကွန်ပျူစီတစ်ခုလိုရောင်းနေတဲ့အဲ့လိုမိဘတွေကိုထိရရောက်ရေးယူပေးဖို့လိုင်းပေါ်မှာပြင်းထန်တောင်းဆိုနေကြပြီကိုယ်တိုင်မွေးထားတဲ့မိဘတွေဖြစ်ပေမဲ့လည်းငါးပိုင်းနေဆိုတဲ့အထာနဲ့ကလေးကို လူကုန်ကူးနေတာကိုအများကမကြည့်နိုင်လို့တရားမျှတမှုရအောင်လုပ်ပေးဖို့တောင်းဆိုနေရလဲဖြစ်ပါတယ်။ဝေရရင်ပြီးရောဆိုတဲ့စိတ်နဲ့ကလေးကိုလွယ်လွယ်ရောင်းစားခဲ့တဲ့မိဘတွေကတော့ဝင်ရဖို့ကြံရင်ထောင်ထဲဆိုင်ရမယ်ဖြစ်ကိုရောက်ခဲ့တာမလို့မှားခဲ့တာတွေကိုတောင်းပန်လာခဲ့ပါပြီ။သူတို့နှစ်ယောက်ကကလေးကိုရောင်းလိုက်ပြီးဖြစ်ပေမဲ့လူအများကြီးမှပလူပြန်အာဝေးဖန်ခံနေရတာမလို့အခုဆိုရင်ကလေးတွေကိုပြန်ခေါ်ထားပြီးလဲဖြစ်ပါတယ်။ဖိုတိုစီယာဘလူတွေပြောပြီးတော့ခေါ်ထားလဲမသိပေမဲ့ကလေးတွေကိုရောင်းလိုက်ပြီးဆိုတာတတိအမှားပါဆိုပြီးတော့ပေါ်တင်ခြင်းလာခဲ့ပါပြီ။ ဘူဒူရဲ့ဘီရမှာကလေးတွေကိုဝေလိုက်ပြီဆိုပြီးပြောထားပေမဲ့အဲ့ဒါသတင်းမှာပါတကယ်ကကလေးကသူတို့စီမှာပါဆိုပြီးတော့ညင်းဆိုလာခဲ့တာလည်းဖြစ်ပါတယ်မန်ချက်နဲ့နဲ့ထက်မကိုက်ခဲ့တဲ့သူတို့နှစ်ဦးကတော့ကလေးတွေကိုရောင်းချင်လို့ရောင်းတာမဟုတ်ဘဲနဲ့လေးများချင်းစကားများရာကနေဒေါသအလျောက်ပြောမိလို့မိတာပါဆိုပြီးတော့တောင်းမဲ့စကားဆိုလာခဲ့ပါပြီလိုင်းပေါ်မှာတက်နေတဲ့ကလေးရောက်လိုက်ပြီဆိုတာကအမှန်မဟုတ်တော့လို့ကလေးပေးချင်းပေးခန်းဝေဝဲပေးမှာပါမရောင်းပါဘူးဆိုပြီးတော့ပြောလာခဲ့တာလည်းဖြစ်ပါတယ်မိဘတွေကတော့အခုဆိုရင်ပရိုက်တာချူအားပေးတဲ့ငွေတချို့လည်းရပါပြီဖြစ်တယ်လို့ ပုတ္တဝါလည်းစံကရားစာရွေးပေးပြီးပါပြီ။ဝေရလည်းတန်သိရသလိုခိုင်းနေဝေရတဲ့ကလေးနဲ့ပတ်သက်တဲ့ကုန်ကြငွေကိုအကုန်တာဝန်ယူမယ်ဆိုပြီးပြောထားတာမလို့ကလေးမိဘတွေကကလေးကိုမပေးနိုင်ဘူးဆိုပြီးတော့အားလုံးသိအောင်ပြောလာခဲ့ပြီးလည်းဖြစ်ပါတယ်။ကလေးမိဘတွေကလင်းမယားချင်းစကားများလို့သာပြောမိပြောရပြောလိုက်မိပေမဲ့ကလေးတွေကမပေးနိုင်ဘူးလို့ဆိုပါရီကလေးတွေကအေးအေးပြက်ခံပြီးတော့မွေးထားရတယ်လို့ခီးသွိုင်းတောင်မှလွမ်းနေတာကိုပေးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ဆိုပါရီသူတို့ပေးဖို့စိတ်ကူးမရှိပေမဲ့လိုင်းပေါ်မှာပြက်နေတဲ့ရောင်းစားလိုက်တဲ့တဲ့ရင်ကြောင့်လူမဲ့လူတောင်မှသိမ်းမရှိတော့ဘူးလို့ဆိုပါရီ နောင်တရည်နဲ့ကလေးကိုမပေးဘူးမပေးနိုင်ဘူးလို့ပြောနေပေမဲ့အလွန်ငွေထက်မလာတာကိုစိုးရိမ်နေတယ်လို့ပဲနော်။လူအများကတော့မိဘတွေရဲ့အပြောကိုမယုံမင်းနဲ့တခါတည်းရှောင်းရင်သိနေစင်နဲ့ပြီးသွားမှာမလို့ရေရှည်စားလို့ရမယ်နီလန်းကိုယူလိုက်တာဆိုပြီးတော့ဝိဖန်ပြောဆိုနေကြပြီလေဖြစ်ပါတယ်။ပရိသတ်တော်ရောဘုရားစုမိဘတွေရဲ့အပြောကိုဘလို့မြင်လဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါအခုလိုစိတ်ဝေစားဝဲသတင်းကြောင်းရတွေဖြင့်နောက်ထပ်လည်းနိပညာရှင်တွေရဲ့စိတ်ဝေစားစရာကောင်းတဲ့သတင်းကြောင်းရတွေကိုချိန်နေပြီးမြင့်တိဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။